ပခုတ်ကူလေးခွင်းထိန်မှာကုံကားတွေစီကနေငွေချေးတောင်းယူနေတဲ့ရဲတပ်သားရီမော်ဖြစ်ခတ်ခံရပြီးတည်ဆုံသွားတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းခုတ်ကူလေးခွင်းထိန်မှာခီးသွားပြီသူတွေစီကနေငွေတောင်းယူနေတဲ့ကျဲကိုပြစ်ခတ်ခဲ့တယ်လို့ဆောက်တန်း 1S တပေါင်းစုကဒီနေ့မှာထုတ်ပြန်ပါတယ်။အဲ့ဒီတက်ခိုင်းမှုကိုနှုံငွေပါလာတရက်နေ့ကဆောင်ရွက်ခဲ့တာဖြစ်ပြီး သူနဲ့အတူပါလာတဲ့ကိုဝင်ဆောင်ဇနီးတွေကိုပြန်လဲလွှတ်ပေးခဲ့တယ်လို့စောက်တန်း YSO တပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်။စောက်တန်း YSO တပ်ပေါင်းစုတာဝန်ရှိသူကသူ့နေရာနဲ့ကအနီးကပ်ဆုံးဘန်ကာကမီတာ200ပဲกว่าလား။သူကဂျားပေါက်ထွတ်ကောက်နေတဲ့ကောင်တွေလို့ပြောပါတယ်။ဒေါ်လင်းတက်ကဖြစ်ကူပေးတဲ့စစ်တပ်ဘန်ကာကို40မမနဲ့ထပ်မံဖြစ်ခတ်ခဲ့လို့စစ်တပ်တပ်ဖွဲ့ဝင်တအူးကတိုက်ဆုံးခဲ့ပါသေးတယ်။ ဒီစစ်စင်ရေးကိုတော့ Southern YSO တပေါင်းစုဖြစ်တဲ့ Southern YSO PDF ရေစကြ Revolution Group တောင်းညီနောင် PDK ပခုတ်ကူနဲ့ပြည်သူအာမန် King Cobra နဲ့ Down City တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်